ဟုတ်မယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ21ရက်နနေ့ခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းချွေဘုံအုံတော်လမ်းမိုင်းမှာစစ်ကောင်စီစစ်ကြောင်းတွေလှုပ်ရှားမှုအကွက်စိတ်လာနေတာကိုတွေ့ရပါတယ်အမှတ်369အမြောက်တိုင်းကနေပြစ်ကူပေးနေတယ်လို့အမှတ်80နှစ်တန်ချက်ကစစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့ စည်ရင်းစီမံချက်တွေနဲ့စီမံကိုကဲနေတာဖြစ်တယ်လို့သိရှိရပါတယ်။ကျွန်တော်အထက်မှနေတော့မန္တလေးစင်တိုင်းရွှေဘိုဘိုဖြတ်သွားရင်မှတ်မှတ်ရရတညတော့အိတ်ခေရဦးပါတယ်။မန္တလေးကိုကြီးအိမ်ပုံစံအဟောင်းတွေပြန်အပ်ဖို့ကိစ္စရင်နန်းနဲ့ထွက်လာရတာဖြစ်ပါတယ်။လမ်းမှာအခုမရိမှုနဲ့နာမည်ကြီးနေတဲ့မိုးညင်းခြေဆိုင်အမှတ်15ခြေလင်တိုင်ရင်မှာတညတာတဲခုခဲ့ရပါတယ်။မနက်မိုးလေးမှာဆက်ထွက်လာခဲ့ကြတာညနေမိုးချုပ်တော့ရွှေဘိုမြို့ဝင်အမှတ်1 ကျမတော်ထောက်ပံ့တဲ့ပို့ဆောင်ရေးအကြောင်းမှာဝင်အိပ်ဖို့အမိန့်ကြပါတယ်။အဲဒီတော့ကလည်းကချင်မှာစစ်မှတ်ပြင်းထန်နေတော့ချွေဘုံမန္တလေးကိုမနက်6ည6ပဲဖြတ်တန်းဝင်ပြုနေတာလို့သိရပါတယ်။အဆိုပါတင်တန်းကြောင့်ကပစ္စည်းကိန်းတင်တန်း၊ချက်ပြုတ်ရေးတင်တန်းနဲ့ရေမောင်းတင်တန်းတွေကိုအခြားဆင့်စစ်တီတွေကိုပို့ချတာဖြစ်ပြီးအရာရှိတွေကိုတော့ညစီကားမောင်းတင်ကန်းစာတွေတင် जा ပေးတာဖြစ်ပါတယ်။အเจ้าမှာလျှက်စမီမီကသမင်းဟင်းရောက်လာတယ်မရှိဘူးဖြစ်ပါတယ်။ ဖုံးအားကလည်းနဲနေပြီးကြောက်ကုန်တဲ့တယောက်ကလည်းကျွန်တော်နဲ့အတူပါလာပါသေးတယ်ပြီးတော့ကျွန်တော်ကခေါင်းပေါင်းမဟုတ်ပါဘူးခေါင်းပေါင်းဆိုတာကျွန်တော်ရဲ့ Facebook ပရိသတ်တွေသိရှိပြီးဖြစ်ပေမဲ့ YouTube ပရိသတ်တွေသိရှိအောင်ပြောပြပေးပါမယ်ခေါင်းပေါင်းဆိုတာအချမ်းအမြေအရက်ဖက်လို့ပြောမယ်ဆိုရင်အင်ချက်ဖြစ်ပါတယ်အခုထွက်လာတဲ့ရင်နှန်းစစ်ကြောင်းတွေရဲ့ကုစည်းခေါင်းပေါင်းကုတ်ခဲရသူလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲအဲ့လိုလူမျိုးကိုကျွန်တော်တို့အလွယ်ခေါင်းပေါင်းလို့ပဲခေါ်ပါတယ်အဲ့တော့ခေါင်းပေါင်းလို့သူဘုံမှု မင်းသားရေကျွန်တော်မှာဧည့်သည်ကလည်းပါလာတယ်မြို့ထဲသွားအိမ်မယ်ဆိုပြီးသတင်းပို့ခြေလင်းထွက်လာကြပါရစေအဲ့ဒီတင်တန်းကြောင်းနဲ့ရွှေဘုံမြို့ထဲဘလောက်ဝေးတယ်ဆိုတာနယ်မြေကနေသိကြမှာပါချုပ်မြို့တိုင်းရဲ့စေဝါဆက်ယုံနာရောက်တာတောင်တဝဲမကျေသေးသေးဆိုပေမဲ့မတတိုင်းဆက်လျှောက်ကြရတာပေါ့ဗျာအဲ့ဒီလိုနဲ့ဦးအောင်စေရရုပ်ထုကြီးရှိတဲ့မြေထားလမ်းတော်ကဆိုင်လေးမှာပါပါဖြစ်ချမင်းစားတဲကိုကန်းလေးမှာတညအိပ်ပြီးမနဲ့မိုးလေးတော့မန်လီနန်းလေးလည်းဟိုအခုပြိုကျသွားတဲ့စကိုင်းဒရာအဟောင်းကနေဖြတ်ပြီး လာခဲ့ကြဘူးတာရှိပါတယ်။အဆိုပါလမ်းပိုင်းကိုညသောအဖြစ်မြေထားနဲ့သာအစင်းတဲ့လုံးဖြစ်တာများပြီးချွေဖို့ကြော်လို့မဲသာပဲရောက်ပြီဆိုရင်ဒေသခံတွေပြက်ပြီးရောင်းတဲ့တောစာတောင်စာလေးတွေကိုအများသဘောကျပါတယ်။နောင်ရကျုံရင် AMC ရဟောင်းတွေပြန်အတုံးကကုံရထားနဲ့မန္တလေးကိုနှစ်ညအိတ်သုံးရက်လာခဲ့ရတဲ့တဲထိတ်ရေဘူဇာလန်းလေးပြော့ပြပါအောင်မယ်။ဂျမန်နဲ့ညနေကပြောခဲ့တဲ့ဘကိုးတိုင်းနောက်ချမ်းမင်းလာမြို့နယ်တောင်ပြရွာမှာအနီးထိပ်တွေ့မှုမှာကာကွယ်ရေးတပ်တွေဘက်ကပေးဆပ်မှုတွေရှိခဲ့ပါတယ်။ စစ်ကြောင်းကနေကျုံဝင်သွားတဲ့တပ်ဖွဲ့ဝင်ညီငယ်၅ဦးစစ်ကောင်စီရဲ့လက်ရဖမ်းဆီးခံလိုက်ရပါတယ်။ငါးဦးစလုံးကိုတည့်ပြီးပြစ်ဒဏ်သွားခြင်းဖြစ်ပါတယ်။စစ်ကောင်စီဘက်ကလက်ရဖမ်းဆီးရမည်ဘလို့တုံ့ပြန်နေဆိုတာကိုကြည့်ထားကြပါ။အခုတော့အဲ့ဒီအကျွေးမှတ်ထားကြတာပေါ့။စကိုင်းတိုင်းရင်းမာပင်မြို့နယ်အရှိတ်ပတိန်မောင်ရလမ်းပိုင်းမှာစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အင်အား50ခန့်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ၄ရောက်မက်ဆီကတ်ခဲ့ပါတယ်။အမှန်တရားရှိရဲတပ်ရင်းနဲ့အနောက်ပြောင်းပိုင်းတိုင်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကထုံနှုတ်စစ်ကြောင်းဖြစ်ပြီးအလောင်းအလက်မရလိုက်ပေမဲ့စစ်သုံးပစ္စည်းအပြည့်အစည်တချို့ကတော့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတပ်တွေအဖြစ်ရခဲ့တာကိုတွေ့ရပြီးတမြန်လေးကဖြစ်စဉ်ဖြစ်ပါတယ်။ကောလင်းမြို့နယ်အခြေချဟာဇမန်နေ့ည9နာရီဝန်းကျင်မှာတိုက်လေရင်နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရတာရှိပါတယ်။မန္တလေးတိုင်းပြည်ဦးလေရဲ့အဓိကခံစစ်စခန်းဗန်မွေးဖြူဝါမှုအချိန်ပြောင်းလုပ်မဲ့သတင်းတချို့ရှိနေပါတယ်။သို့ပေမဲ့ viewer ကိုအချင်းပြောင်းမဟုတ်ပဲ viewer ကိုနေရာရွှေ့မဲ့အနေအထားလိုခံမှန်းရပါတယ်။ AI တဲတိုက်လက်ချင်းကိုလာကြောင်းကိုလည်းစစ်ကောင်စီဟာတိုက်စစ်ဝင်ရုံထပ်မံရွေးချယ်ထားတယ်လို့သိရှိရပါတယ်။ရေဝင်လန်းခွဲကစစ်ကြောင်းညောင်မင်းအထိရောက်နေပြီဖြစ်ပါတယ်။ဒါကြောင့်ဗန်ဝေးပြည်ပါစီအုံမတိတို့ရွှေ့ပြောင်းရမယ့်အစီအမံဖြစ်တယ်လို့သုံးသပ်ရပါတယ်ခင်ဗျာ။မန္တလေးတိုင်းပခုတ်ကူမြို့နယ်စက်မှုဆောင် area ကိုညနေ9:00နာရီကစပြီးအပြင်မထွက်ရထွက်ပါကပြိမ့်ပိတ်ထားပြီးဖြစ်တယ်လို့ဒေသခံတွေကိုခြောက်လန့်ထားပါဗျာ။ဗရန်တန်နယ်မှာတော့ ဂျမန်နဲ့ည9နာရီဝင်းကျင်ကမှာအမှတ်385အမြောက်တိုက်ရင်တွေကနေ AC က2စီးတိတိပပဆိုရရင်အမြောက်တိုက်ရင်မှုက Honda Wiz အဖြူရောင်တိုက်ရင်ပုံကြီးလို့သူက Honda Shuttle ခဲရောင်မော်တော်ယာဉ်တွေဖြစ်ပြီးဇင်မျိုးဘက်ကိုစစ်ပြေးဖားမှုထွက်လာတာဖြစ်တယ်လို့သိရှိရပါတယ်စစ်ပြေးကိုပြန်လည်ဖားသိနိုင်ခြင်းရှိမရှိကိုတော့မသိရသေးဘူးဖြစ်ပါတယ်ခြေသက်တော်တဲ့9မိုင်ခန့်ကွာပဋိမောင်ရလမ်းဆောင် ပန်းအောင်ချေးရွာမှာဆေးရုံတစ်ခုယမန်လေးကစားပြီးအေးပေါ်တိရှောက်နေတယ်လို့သိရှိရပြီးရင်းနေရာအနီးမှာဓာတ်ဝက်ပိုက်လိုက်ရဲ့စတေရှင်တစ်ခုလည်းရှိနေတာဖြစ်ပါတယ်။မြို့ဝကျောင်းမတွေကမတိုင်းချောင်းတရားကိုဖျက်ပြီးမော်တော်ယာဉ်နှစ်စီးအင်အား40ခန်းနဲ့ရင်းနှသာစစ်ဆေးဂိတ်ကိုယမန်လေးနေ့လယ်နှစ်နာရီဝင်းကျင်ကဝင်ရောက်လာတာရှိပါတယ်။ရေပြူတစ်ဝိုက်မှာစစ်ကောင်စီစစ်ကြောင်းအင်အား150ခန်းဟာစာတင်ချောင်းနဲ့ဖုံးရင်းချောင်းတွေမှာဖြန့်ခွဲခြေပြုနေတယ်လို့သိရှိရပါတယ်။ရင်းနှသာစစ်ဆေးဂိတ်ကိုသာကာဝေးအင်အားစုတွေထိ ंछ ုပ်နိုင်ပြီဆိုပါလင် AR တိုင်းရဲ့စီရေးချိန်ဝင်ရှာအပြောင်းလဲဖြစ်သွားနိုင်တဲ့ဏီတိုင်းရဲ့အစအနေထားဖြစ်ပါတယ်။ချမ်းမြောက်လာရှိုးမျိုးတဲ့ကူတော့ဂျမန်နေ့ညနေပိုင်းမှာစင်အားဖြည့်တင်းမှုတွေလှုပ်ဆောင်လာပါတယ်။စံချက်ကရင်၅သိန်းနဲ့လက်နက်ကြီးတွေတင်ဆောင်လာတော့ရင်ကြီးများလည်းပါတဲ့အစီ90ကျော်စင်အားဝင်လာတာဖြစ်ပါတယ်။တချို့တွေကအစီ30ကျော်လို့ခန့်မှန်းကြပေမဲ့အရရင်နဲ့စစ်ဖက်ရင်တွေစုစုပေါင်းလိုက်ရင်54သိန်းလို့ခန့်မှန်းရပါတယ်။ဒေတာကတွေကတော့ အဆိုပါရင်လည်း SSPB ထိချုပ်လမ်းကြောင်းကနေဝင်ရောက်လာတယ်လို့ဆိုကြပေမဲ့အတီးပြူရန်လိုအပ်နေတယ်ဖြစ်ပါတယ်။ပုံမှန်လမ်းကြောင်းအရဆိုရင်ကိုကန့်တပ်တွေရဲ့စီစစ်ခွင့်ပြုမှလာမြို့ရင်းကိုဝင်ရောက်ရတာဖြစ်ပါတယ်။ MNDA နဲ့ SSPB တွဲဆုံညီနိုင်မှုအပြီးမှာကိုကန့်တပ်တွေပြန်လည်ဆုတ်ခွာမယ်လို့သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။ဂျမန်နေ့မနေ့ MNDA နဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုလို့တွဲဆုံမှုလည်းရှိနေခဲ့တယ်လို့ ကုန်တင်ရင်တွေတနေ့လုံးဝင်ခွင့်ကန့်သတ်ထားခဲ့ပြီးညနေပိုင်းမှာစီးရင်တန်းဝင်ရောက်လာတာကတော့တိုက်ဆိုင်မှုတစ်ခုရဲ့ပိုးရဲ့စီးရွှေပြောင်းမှုတစ်ခုဖြစ်ပါတယ်။အနည်းငယ်မနက်ပိုင်းနှစ်ဖက်တပ်တွဲဆုံမှုဟာတိန်နီကိုပြန်ပေးရမယ်ဆိုတာမျိုးမဟုတ်ပဲတိန်နီအထိဆုတ်ခွာပေးရမယ်ဆိုတဲ့လေးသံတွေပါလာတယ်လို့ကနဦးသိရှိရပြီးအတီးပြုတ်ရန်စီစဉ်နေသေးတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ဝဲရှိရင်အောင်ဝဲရှိရင်